ဒီနေ့ကတော့ကျွန်တော်မိတ်ဆွေတွေရဲ့မေးခွန်းတွေဖြေပေးမှာပါခုနူလာမေးထားတဲ့ကျွန်တော်တို့ MyTech မြန်မာရဲ့ဗီဒီယိုတွေအောက်ကမေးခွန်းတွေထဲကအများနဲ့တက်ဆိုင်တာလေးတွေကို random ဒီလိုမျိုးဖြေကြပေးတာဖြစ်ပါတယ်ဗောနော်ဆိုတော့အခုကြည့်နေတဲ့လူတွေထဲမှာလည်းသိချင်တာရှိရင်ဒီဗီဒီယိုရဲ့အောက်မှာလွတ်လွတ်လပ်လပ်ဝင်မှန်းခဲမေးခဲလို့ရပါတယ်အဲ့လိုပဲအများသွက်စေတနာနဲ့ဝင်ဖြေပေးတဲ့သူတွေအားလုံးလည်း appreciate ဖြစ်ကြအောင်ပြောချင်ပါတယ်အားလုံးပဲမင်္ဂလာပါ MyTech မြန်မာနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ဖုန်းကြော်သူပါ ထမဆုံးမိကုန်းအနေနဲ့ Samsung Galaxy S23 Ultra second နဲ့ iPhone 15 second အတန်ထရဆိုရင်ကင်မရာနဲ့ရေရှည်နောက်3နှစ်လောက်အတွက်ဆိုရင်ဘယ်ဟာရွေးတင်လဲပေါ့နော်ဒီမိကုန်းမျိုးကခုနောက်ပိုင်းကျွန်တော်တို့စီမှာ S24 Ultra 23 Ultra အဲ့ကောင်လေးတွေအမေးများတယ်။အဲအဲ့လိုပဲ iPhone 14တို့15တို့အဲ့လိုလေး comparison အမေးများလာကြတယ်ပေါ့နော်။ကျွန်တော်အနေနဲ့ဆိုတော့ personally S23 Ultra တို့ပိုကောင်းတာတို့24 Ultra တို့အဲ့ကောင်လေးကိုပိုရွေးမိမှာဖြစ်ပါတယ်။အဲ iPhone နဲ့ကရွေးချင်သဘောဆိုလဲအနည်းဆုံး15 Pro 15 Pro Max လောက်ကိုတော့ပို့ပြီးတော့အဲ future proof ကိုင်ကျင်နေဆိုရင်ပေါ့အဲဒါကတော့ဟိုကျွန်တော်ရဲ့ဒီ generally ဖြည့်ပေးတဲ့ဟာပေါ့ကျန်တာကတော့ကိုက iPhone မှ iPhone die hard ဖြစ်တယ်ဆိုရင်တော့လေ iPhone 15ပေါ့ဒါပေမဲ့ကျွန်တော်ကတော့အဲ့လိုအားမပေးဘူးနောက်ထပ်မိကုန်ဒီမှာ handy နေထုံးမေးထားတာကိုသိန်းကုန်းကျင်မှာကင်မရာဘိုင်းရုပ်ထွက်ကောင်းပြီးတော့ effect တွေလည်းမဟုတ်ပဲတဲ့တစ်ပင်တစ်ပင်ရိုက်လိုက်ရင်အဲ့တစ်ပင် color တိုင်းရုပ်ထွက်ကြည်တာမျိုး gain ကတော့ mobile legend ရံပန်းရံကဆော့တယ်ဆိုရင်တဲ့ global version တွေကဘယ်ဖုန်းရွေးချယ်တင်တယ်လဲရှင်းတဲ့ မေးထားတယ်ဗောနော် global version တွေကဖြစ်တဲ့တွေ့ကျွန်တော်ဒီ9သိန်း10သိန်းဝန်းကျင်မှာဆိုလို့ချင်း Infinix Note 15 Pro လေးကို recommend ပေးတယ်နောက်ဒီမှာကိုမန်းကျော်မေးထားတာ second တွေက Samsung S23 Ultra ဒါမှမဟုတ် 24th Ultra ရဲ့ iPhone 15 Pro Max ရဲ့ဘယ်ဟာဝယ်သင့်လဲဖြည့်ပေးပါတဲ့ကင်မရာကောင်းတာလေးပေါ့တခြားရှိရင်လည်းပြောပေးပါအောင်နဲ့ကျွန်တော်က personally 24 ultra နည်းနည်းပို prefer ဖြစ်တယ်အဓိက selfie ရိုက်တာပါထည့်စဉ်းစားလိုက်ပါဆိုရင် Samsung စီရရတဲ့ loose skin tone နဲ့ဒီ overall aesthetic ကပို့ပြီးတော့ကျွန်တော်တို့ Asian တွေအတွက်မှာ နည်းနည်းလှရဲဆိုတဲ့ဘက်ကရောက်တယ်ဗောနော iPhone ရဲ့ color ကိုအရန်ကြိုက်တယ်ဆိုရင်တော့လည်းမပြောတတ်ဘူးဗောနောက်တစ်ခု mobile photography ဘာလို့သွားမလဲ Xiaomi 15 Ultra နဲ့ Sony Xperia 1 Max 6ဘယ်ဟာပိုကောင်းမလဲအဲ့ဒါရှင်းတယ်ဗျလုံးဝကိုက pure hardware အကြီးကြီးတွေလိုချင်တယ်ဆိုတော့ Xiaomi 15 Ultra ဘာလို့ဆိုတော့သူ့ရဲ့ main camera လည်း1 inch sensor periscope sensor ကြီးကလည်းအကြီးကြီးဗောနော် ပြောချင်တာ hardware ဘိုင်းက mobile phone တစ်လုံးပေါ်ရရတဲ့ camera setup ထဲမှာတော်တော်လေးကို strong ဖြစ်တဲ့ထဲမှာပါတယ် ဒါပေမဲ့ Sony ကကျတော့ sensor တွေကလည်းသူသူ့ရဲ့ exclusive အကောင်းစား sensor တွေသုံးထားတယ်ခုန Xiaomi လောက်အကြီးကြီးတော့မဟုတ်ဘူးဒါပေမဲ့သူကကျတော့ software နဲ့ hardware နဲ့ support လုပ်တာပို့ပြီးတော့ balance ဖြစ်တယ်ပေါ့ဒီ mobile photography ကို enthusiastic တကယ် professional level သွားမယ်ဆိုရင်ကျွန်တော်တို့က promote တင်တယ်လေတေချာထားရိုက်မယ်ပေါ့အဲ့လို maximum တေချာ apply လုပ်နိုင်တဲ့နေရာမှာကိုကလုံးဝ raw performance hardware ကြီးပဲလုံးဝကျန်းတာကိုလိုချင်တာလား Sony ဆီကလည်းမျိုးတကယ် professional software support တွေနဲ့ပါအဲ့လို niche ကောင်းကောင်းလေးတခုဖြစ်ချင်တာလားဆိုတော့ပုံမူတည်ပြီးရွေးတင်တယ်အဲကျွန်တော်အနေနဲ့ဒီဖုန်းတစ်ခုမှာဘယ်ဖုန်းကိုတန်းပြီးရွေးပါဆိုတာမျိုး producer တယောက်ကိုဆိုရင်ကျွန်တော်တဲမပြောနိုင်ဘူးပေါ့နော်ကိုက Sony camera နဲ့အရင်အသားကျနေပြီးသားအဲ့လိုဘက်ကလူဆိုရင်တော့ရှင်းပါတယ် Sony Xperia 1 Max 6တို့ Max 7တို့ကအခုချိန်မှာတော်တော်လေးကိုမိုက်တယ် ဒါပေမဲ့ကိုက low light photography ရေ video graphy တွေကိုအဲ့လိုမျိုး lighting support နည်းနည်းနဲ့ဒီဖုန်းလေးနဲ့ပဲအဲ့လို raw တအားရိုက်ဖြစ်မဲ့ pro user တယောက်ဆိုရင်တော့ခုနလို one inch sensor ကြီးတွေ periscope zoom လမ်းအကြီးကြီးတွေပါတဲ့ Xiaomi 15 Ultra manual mode မှာတော်တော်လေးသဘောကျစေနိုင်တယ်။ဒါတော့ကိုဘယ်လိုလုပ်မလဲဆိုတော့မူတည်ပြီးရွှေ့လိုက်ပါ။ကြားဖြတ်နေနေကတော့ကျွန်တော်တို့ဝင်ပြီးတော့နှုတ်ဆက်ထားကြတဲ့ Jesus တင်စကားပြောထားတဲ့ brother တွေ sister တွေအားလုံးတယောက်ချင်းစီကိုကျွန်တော်တို့ကလည်းပြန်ပြီးတော့ Jesus တင် appreciate ဖြစ်ကြောင်းပြန်ပြောချင်ပါသေးတယ်။ ဲ့လိုပဲကျွန်တော်တို့ကိုစားဝင်မေးထားတဲ့လူတွေကိုတေချာစေနားနဲ့ပြန်မှန့်ပေးထားတဲ့ဝင်ဖြေပေးကြတဲ့ brother တွေအားလုံးလည်းကျေးဇူးများကြီးတင်ပါတယ် sharing is caring ပါနောက်တစ်မိကောင်ကတော့ဖုန်းနှလုံးဝယ်မလို့ bro တဲ့ iPhone 70ကို night light မှာ video ရိုက်ဖွင့်တဲ့ content video တွေအတွက် main သုံးမယ်နောက်တလုံးကင်မရာလေးလည်းမစိုးခတ်မှာမှာဘက်ထရီကောင်းကောင်းနဲ့ဈေးဘက်တထောင်တထောင်ခွဲဝင်ကျင်သုံးကျင်ပါတယ်ဘယ်ဟာဝယ်တင်လဲတဲ့အဲ့ဒါဆိုရင်တော့ကျွန်တော်မြောက်ကြည့်မယ်ဆိုရင်ဒီ16သိန်းနဲ့30ကျားလောက်ဖြစ်မယ်ထင်တယ်ဘောနော်မှားရင်လည်း sorry အဲ့ဒါဆိုရင်တော့ကိုကဘက်ထရီလည်းကောင်းကျင်တယ်ကင်မရာလေးလည်းမစိုးခက်ကောင်းကောင်းနဲ့အကျန်းလည်းခံရမယ်ပါကြောင့်ဆိုရင် Redmi K80 Pro China version ပေါ့နော်အဲ့ကောင်လေးကိုဝယ်စေချင်တယ်ဒီကောင်ကဘက်ထရီလည်းကောင်းတယ် performance နဲ့တော့ဖုန်းအပူပြတနာလည်းနည်းနည်းလေးမစိုးဘူးပြောလို့ရတယ်ကင်မရာဘိုင်းကလည်းဒီကောင်လေးကမစိုးဘူးပေါ့နော်ဒါလို့ကိုကနည်းနည်း test site test စုနိုင်တယ်ဆိုရင်တော့ကင်မရာလည်းပိုကောင်းကျင်တယ်ဆိုရင်အခုနောက်ဆုံးထွက်လာတဲ့ Redmi K90 Pro Max ဒီကောင်လေးကိုတော့ recommend ပေးတယ်ဘက်ထရီလည်းခံမယ်အလိုနည်းနည်းမမချာချာနဲ့ ဒီသူ့ရဲ့ secondary phone နေနဲ့သုံးပြောင်းမယ်ပေါ့ဒါနဲ့စကားမဆက်ခုကြည့်နေတွေထမှာဒီ K90 Pro Max နဲ့ပတ်သက်ပြီးသိချင်တယ်ဆိုရင်ကျွန်တော်အမြည်လေးနည်းနည်းပြောပြပေးမယ်အဲကျွန်တော်တို့ရဲ့ review တွေ comparison တွေနဲ့ MyTech မှာတောက်လျှောက်တင်လာဖို့ရှိရပါတော့ဒါပေမဲ့ still အခုချိန်မှာကျွန်တော်မတင်ဖြစ်သေးလို့ရှိရင်မကြည့်ရသေးလို့ရှိရင်ဒီကောင်လေးအကြောင်းပေါ့ recap နေနဲ့ပြောရရင်ဒီကောင်က main camera ရောအထူးသဖြင့် periscope zone shot တွေအစ60အစ100တွေအဲ့လိုဝော့ဝော့ကွဲရိုက်တဲ့အထိကိုဒီကောင်ကတော်လေးကိုပုံထွက် quality ကောင်းတယ်ဒါမျိုးအရင်တော့ ရှောင်းမီထဲရပဲဆိုရင်တော့မှ flagship ဖုန်းတွေကို pro တွေလောက်ထိအနည်းဆုံးဝယ်မှရမယ် ultra တွေ pro model တွေဝယ်မှရမယ်ဟာမျိုးဒီ K90 Pro Max ကဒီ flagship ကလာ safe ဖုန်းမှရလာတယ်ဗောနော်ဒါအရင်တော့ထုံးစံဘလို့မှမရှိတဲ့အနေအထားဒါတော်တော်ကောင်းတယ်ပြီးတော့နောက်တစ်ခုစောင်းပိုင်း boost ပါလာတာက base အတန်ကိုနည်းနည်းပို့ပြီးတော့ strong deep ဖြစ်တယ်ဒါပေမဲ့ထင်သလောက်တော့လောက်ဒီမဟာဒီယာကြီး base တန်ဝော့ဝော့ကွဲအားလုံးထက်အကျန်းဆုံးဖြစ်နေရပြီတော့မဟုတ်ဘူးအဲ့ဒါကလည်းဒီအပြင်ဘက်ကသူ့ရဲ့ဒီ ဆပ်ဝူဖာကာထားတဲ့ဟာကမက်တဲ့အမာအုံသုံးထားလို့ဟိုကျွန်တော်တို့ bluetooth speaker တွေအရလို့ပျော့ပျော့လေး silicon သား rubber လားဟာမျိုးဒီအမြင်မှာသုံးထားမယ်ဆိုရင်တော့ပို့ပြီးတော့အဲ့ကောင်က strong ဖြစ်တဲ့ပုံစံမျိုးဖြစ်မယ်ဗျာဒါပေမဲ့ဖုန်းမှာကြောင့်အဲ့လိုကြီးသွားလို့ရတယ်လို့ဒီဟာကြီးကျုံဝင်သွားတာလို့ကွဲပြဲသွားတာလို့ဆိုရှင်ကုမ္ပဏီပဲတိတ်ခါကြတယ်လေအဲ့ဒါကြောင့်ဖြစ်လိမ့်မယ်ပေါ့နော်အထဲမှာ subwoofer တော့တကယ်ပါတယ် improvement တော့နည်းနည်းရှိတယ်ဒါပေမဲ့ KAD Ultra ဝယ်ထားတဲ့လူတွေအနေနဲ့ကဒီ Bose ပါလာလို့ဆိုပြီး KAD Ultra ကြီးကိုဒီကောင်ပြောင်းရလောက်တဲ့အထိတော့ တင်မလား upgrade အကြမ်းသားမဖြစ်သွားဘူးပြောချင်တာကအခုချိန်မှာ Redmi K80 Ultra လေးတော်တော်လေးကိုတန်တယ်အခုကျွန်တော်နောက်ဆုံးသိရသလောက်ဆိုရင်12သိန်းကျော်13သိန်းဝန်းကျင်မှာအဲ့ဒီ K80 Ultra ဝယ်လို့ရတယ်ဆိုတာကြီးရပြေးတာဝယ်လိုက်ဖုန်းတစ်လုံးဆိုရယ် level လောက်ထိဖြစ်သွားစေတယ်တော်တော်တန်နေပြီပေါ့နော်ဘလောက်ပဲ K90 Pro Max ထွက်လာလား K80 Ultra အခုချိန်ထိသူ့ထက်ကို vibration haptic ဘိုင်းမှာတော်တော်ကြီးကို strong ဖြစ်တယ်တော်တော်ကောင်းတယ်ပေါ့နော်ပြီးတော့ speaker ရဲ့ overall loudness အကျေဆုံးဆိုတဲ့အနေထား KD Ultra တော်တော်လေးကိုမိုက်တယ်ပေါ့နော်ဆိုတော့ဈေးပါထည့်ထွက်လိုက်မယ်ဆိုရင်ဒီ K90 Pro Max တက်ကိုတော်တော်တန်နေတယ်ဒီကောင်ကတော့အခုမှထွက်ကစား hype နေတုန်းဆိုတော့နည်းနည်းဈေးကပြန်လာအတန်ဆုံးဆိုတဲ့ဘက်ကိုတော့မရောက်သွားသေးဘူးဒါပေမဲ့နောက်ပိုင်းကျရင်တော့နောက်လနည်းနည်းစောင့်လိုက်ရင်30ဝန်းကျင်လောက်အထိဖြစ်သွားလိမ့်မယ်အဲ့ခါကျရင်တော့ဒီ K90 Pro Max ကအရင်နှစ်ကျွန်တော်တို့ K80 Pro ဝယ်ရတယ်လို့မျိုးတဖြည်းဖြည်းနဲ့ ပို့ပြီးတော့တန်လာမယ်ပေါ့ price to performance ပို့ဖြစ်လာလိမ့်မယ်ရိုးရိုး K9 တိကတော့ဘယ်လိုလူတွေဝယ်ရမလဲဆိုရင် Snapdragon 8 Elite ကိုအခုနှစ်ထွက်တဲ့အထက်က brand new လောကကင်ကျင်တယ်ပြီးတော့သူ့ရဲ့6.55 inch လားအဲ့ display size လေးကိုလည်းသဘောကျတယ်ဆိုတဲ့လူတွေကင်သင့်တယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ပြောနေကြတဲ့အတိုင်းကိုကဒီ Redmi K series ဖုန်းတစ်လုံးကိုရေရှည်ကင်မယ်ရေရှည်ဆိုတာ3-4လိုမျိုးလို့အ ਨੇ ဆုံးကင်မယ်လူဆိုလို့ရှိရင်တော့အ ਨੇ ဆုံး Pro တို့ Ultra တို့အခုဆိုရင်တော့ Pro Max ပေါ့အဲ့လိုမျိုးပုံမြင့်တဲ့ version model ကိုတော့ဖြစ်နိုင်ရင် တကယ်လို့ကိုယ့်အတွက်အဆင်ပြေတခါလဲဝယ်ဖို့တော့ပိုအားပေးခြင်းတယ်ဘေ့စ်ဘောတွေကြီးကတော့မကောင်းတာမဟုတ်ဒါပေမဲ့အဲ့လိုမျိုးပေါ့တစ်နှစ်တစ်နှစ်ခွဲပြန်မြနှစ်နှစ်လောက်ထိပဲသုံးမယ်ဆိုရင်လူတွေကိုကျွန်တော်ကပိုအားပေးတယ်ဘာလို့လဲဆိုတော့ကိုက gain ဆော့ရင်ဆော့တယ်လို့ heavy သုံးရင်သုံးတယ်လို့အဲ့နောက်ပိုင်းနည်းနည်းကြာလာရင်သူက battery degrade တွေဖြစ်လာတာတို့ display မှာ green line တွေထလာနိုင်တာတို့အလုံးလိုက်ဖြစ်တယ်လို့မပြောဘူးเนาะဒါပေမဲ့ဒီ long time မှာကျတော့သူ့ရဲ့အထက်က pads တွေကနည်းနည်း quality တို့ခိုထားတယ်ရှိတယ် base model တွေဟို chip တွေကလည်းအကောင်းစားပြီး price to performance အကုန် display တွေအကုန်ထည့်ထားရတာဆိုတော့ဆိုတော့ကျွန်တော်ပြောချင်တာကိုနားလည်ကြမယ်ထင်ပါတယ်။ကဲမေးခွန်းတွေပြန်ဆက်ရရင်တချို့တွေ K80 ကိုကြော်ပြီး Turbo 4 Pro ရွေးကြတဲ့အကြောင်းရင်းကဘာကြောင့်များဖြစ်မလဲ။အဲ့မေးခွန်းတွေကလည်းစိတ်ဝင်စားဖို့ကောင်းတယ်။တကယ်လည်းတချို့တူတွေအဲ့လိုမျိုးလောက်ကြတယ်ပေါ့နော်။ဆိုတော့ကျွန်တော်အမြင်ကိုပြောရရင်တော့ design color ပေါ့ရှင်းပါတယ်။ဘာလို့လဲဆိုတော့တချို့လူတွေအတွက်ကဒီ Redmi K series ဖုန်းတွေရဲ့ overall design နဲ့ vibe ကို gaming ဆန်တယ်ပြပြကြီးဘလို့ကြီးလည်းမသိဘူးဆိုပြီးအဲ့လိုမကြိုက်ကြတဲ့တွေရှိတယ်။အထူးသဖြင့်အဲ့လို main လေးတွေနောက်တချို့ယောက်ျားလေးတွေဆိုလည်းအဲ့လို ဖုန်းကိုလှမ်းလာလေး fancy ဆန်ဆန်ကင်ချင်တဲ့လူတွေကအဲ K series ရဲ့5ကိုတိတ်မကြိုက်ကြဘူးပေါ့နော်တချို့ပြောတာပါဆိုတော့အဲ့လိုလူတွေကကြတော့ Turbo 4ကိုနောက် screen size ပေါ်ပိုကြီးသွားတယ် Turbo 4 Pro ကိုသူတို့ကမြင်တာနဲ့ကိုသဘောကျတယ်။အဓိကအဲ့လိုပိုဖြစ်သွားစေတဲ့နောက်တစ်ခုက Turbo 4 Pro ကထွက်လာခဲ့သူ့ရဲ့ဒီ screen ratio က screen to body ratio က iPhone Plus size တွေ Pro Max တွေအရလိုမျိုးအဲ့လို ratio နဲ့နောက် screen size ကလည်းကြီးကြီးဘေးပေါင်းတွေလည်းနည်းနည်းပိုပါသွားဆိုတော့မြင်လိုက်တာနဲ့သိရမလား i5 ကိုကြိုက်ကြရတယ်ပါတယ်။ K80 တို့ K80 Pro မှာအရင် Android phone တွေရဲ့ပုံမှန်ထုံးစံပိန်ရှည်ရှည် ratio တွေနဲ့လာတယ်။တချို့တွေကကြောင့်အဲ့ဒါတက်ဆိုင်ခုန double four pro ratio ကိုကြိုက်တာပေါ့နော်။အဲ့ဒါတွေလည်းပါတယ်။ကြုံလို့ပြောရရင်ကျွန်တော်အနေနဲ့ကတော့ဒီ double four pro ရော K80 base model ရောအခုချိန်မှာတိတ်ပြီးတော့အားမပေးဘူး။နောက်ဖုန်းလုံးက perfection မဖြစ်တာဗျာ။ double four pro ဆိုရင်စလာခဲ့ရ display green line တွေထားတာပါ။အခုကတော့အရင်ဖြစ်ချင်မှဖြစ်တော့မယ်။ဘာပဲဖြစ်အဲ့လိုလူတွေ display ဘက်မှာစိတ်ပူခဲ့ရတယ်။ဒါကထားလိုက်အောင် အဓိကပြဿနာကသူမှသုံးထားတဲ့ AS Gen 4ရဲ့သူ့ရဲ့ Thermal Control ဘိုင်းရဲ့က Nelly ဖုန်းကပူနွေးလွယ်တဲ့ဘက်ကိုတော်တော်လေးရောက်တယ်ဆလာခဲ့ရ Turbo 4 UU နဲ့ရှင်လိုက်အဲ့ဒီ Thermal Control ဘိုင်းမှာတော်တော်လေးအားနေပါတယ်ပြီးတော့ Turbo 4ထက်သူက Battery Capacity တိတိသာပိုများများပါတယ်ဆိုပေမဲ့ Turbo 4ထက်အားအရင်ပုံမခံပါဘူးဆိုတော့ Worthy မဖြစ်ဘူးပေါ့ဗျာသိရမလား K80 ကကြတော့ price to performance ပိုဖြစ်တယ် လောက flash chip ကို깟ရတယ်ဆိုပေမဲ့အဲ့ base model ကစတော့ Agen 3ဖြစ်နေတော့ base model ရောဆိုတော့သူကတော်တော်လေးကိုပူတယ်ဆိုတော့ရေရှည်ကိုင်းမဲ့ဆိုအဲ့ phone battery တွေစင်းလာတာမျိုးကတော့ဘယ်လိုပဲဖြစ်ဖြစ်ကြုံရမယ်အလားအလာရှိတယ်ဆိုတော့အဲ့ phone နှစ်ခုလုံးတော့အာမပေဘူးဒါပေမဲ့အဲ့နှစ်ခုမှာဘယ်ဟာကိုပိုဝယ်တင့်လဲဟိဆိုတော့ကျွန်တော်က K80 ကိုတော့ပို့ပြီးတော့နည်းနည်းညှိုးခြင်းတယ် game heavy ဆိုရတူမဟုတ်ဘူးဆိုရင် base model K80 ဝယ်ထားတာနည်းနည်းပို့ပြီးတော့ကိုယ့်အတွက်ရေရှည်မှာသုံးလို့ကောင်းနေလိမ့်မယ် ဒီမေကွန်လေးလည်းကောင်းတယ်ဂိမ်းမစော့ဘူးဆိုရှယ်မီဒီယာအတွက်ရယ်အော်ဗရောင်ဒါသုံးဖို့အတွက်ရယ် Redmi K series တွေရွေးတင်လာတဲ့ smooth ဖြစ်ဖြစ်သုံးကြလို့တဲ့အဲ့ဒါဆိုရင်တော့ Redmi K series တွေကဝယ်တင်တယ်ဘာလို့ဆိုတော့ကျွန်တော်ကိုယ်လည်းအရင် K 50တို့ K 60 Ultra တို့ကအဲ့လိုမျိုးကျွန်တော်ကလည်း gain heavy soil လို့မဟုတ်ဘူးဗျာအဲ့လို all rounder အနေနဲ့သုံးခဲ့မှုတယ်တော်တော်လေးကိုအဆင်ပြေအဓိကက K series phone တွေက performance ကောင်းဆုံးအနေထားရအောင်လုပ်ထားတာတခုတည်းမဟုတ်ဘူးသူ့မှာသုံးထားတဲ့ display တွေကလည်း 2K တို့ သိရမလား speaker quality ကောင်းတာတို့ battery တွေကလည်းသူကနေသူနည်းနည်းခံတာတို့စသဖြင့်ပေါ့ all rounder ဘက်ကိုတော်တော်လေးရောက်တယ်အရင်တော့က K series တွေလို့ပြောလိုက်ရင်ကင်မရာလိုရင်ကျန်တာ all rounder အဆင်ပြေတယ် mic လို့ကျွန်တော်တို့ပြောခဲ့ရတဲ့အနေအထားအနေအခုဆိုရင်ကင်မရာတွေပါကောင်းလာကြတယ်ပေါ့နော်ဥပမာ K80 Pro နောက်အခုနောက်ဆုံးထွက်ထားတဲ့ K90 Pro Max အဲ့ဖုန်းတစ်ခုဆိုလို့ရှိရင်ကင်မရာ quality ကပါတော်တော်လေးကို normal user တယောက်တော့ဆိုတော့တော်တော်ကောင်းတယ်ဆိုတဲ့ဘက်ကိုတော်တော်ရောက်လာပြီ K90 Pro Max ကတော့ပြောမနေနဲ့တော့ flagship နေထားတစ်ခုကိုတော်တော်ရောက်လာပြီဆိုတော့ all rounder အတွက်ကတော့ဒီဖုန်းတွေကဘလို့မှအားမပေးစရာအကြောင်းမရှိဘူးဗောနော်ဝယ်နိုင်ဝယ်သာဝယ်လိုက်အဲ့လိုမျိုးနောက်တစ်မိကုန်းတစ်ခုကတော့ Redmi Note 15 Pro အရန်လေးတယ်တဲ့ဝယ်ထားတာတလပဲရှိသေးတယ်သုံးရတာအဆင်မပြေဘူးရေရှည်သုံးကျင်တဲ့ဂိမ်းမဆော့ဘူးအားခံကျင်တဲ့ဘလို့ဖုန်းမျိုးဝယ်သင့်လဲဗျာတဲ့တစ်နှစ်တစ်ချိန်လဲနေအောင်လဲမြန်မာနိုင်ငံမျိုးတထေးမဟုတ်လို့ဖြေပေးပါအောင်တဲ့ I know that fee bro တကယ်အဲ့ဒီ Redmi Note 15 Pro တွေ Pro Plus တွေကစတာကတော့နည်းနည်းလေးတယ်ပါ냐ပေါ့နော်အရင်မတွက်နေဘူးဆိုတော့သူမှတုံးထားရ UFS တွေကလည်း2.2တွေဖြစ်နေတာတို့နောက် performance ဟိုပါ SOC ကလည်းအဲ့လိုမကြမ်းဘူးညသိရမလားဟို weak နေရတော့မဟုတ်ဘူးဒါပေမဲ့မကြမ်းဘူး UFS တွေပါတယ်သူ test sampling rate တွေနဲ့ပါပေါင်းလိုက်တဲ့အချိန်မှာအဲ့လိုမျိုးကိုကငကိုဖုန်းတွက်တဲ့ဟာကိုကင်လာတဲ့လူဆိုလို့ရှိရင်ပိုတိတာတယ်ဗျာ ဆိုတော့ကျွန်တော်ကဒီ Note 15 Pro ကိုပြန်ထုတ်ပြီးတော့ဖြစ်ဖြစ် K80 Ultra လောက်ကျွန်တော်လဲလိုက်စီခြင်းလဲဘာလို့လဲဆိုတော့ဈေးအဖြစ်ဆိုလဲဟိုကောင်73သိန်းပတ်ချလဲပဲရှိတော့တယ်ဗျာတိလားသူ့မှာပါတဲ့ speaker quality vibration haptic အရန်ကောင်းလွန်းတာတွေပြောစရာမလိုတဲ့ gaming performance တို့ battery life တို့ဟိုဖုန်းကြီးတစ်ခုလုံးပါဗျာတိလားဟို selfie camera တို့ ultra wide camera တို့နည်းနည်းလေးညံ့တာလွယ်လို့ရှိရင် main camera လည်းအတင်တင်ကောင်းတယ်ကျန်တာကြီးကပြောနေစရာမလိုဘူးဆိုတော့အဲ့လိုဖုန်းမျိုးလဲလိုက်မယ်ဆိုရင်တော့ ရေရှည်သုံးလဲတွက်နေမယ်လို့ကျွန်တော်ပြောချင်တယ်ဗောနော်ဂိမ်းသာတိတ်မစွန်အဲ့ဒီဖုန်းတွေကလောက9နှစ်လောက်ထိကိုအေးအေးဆေးဆေးလောကတွတ်တွတ်လက်လက်ကိုကင်လို့ရလိမ့်မယ်နောက်ထပ်မိကောင်ကတော့ Poco A7 Pro HyperOS 3တင်တင်လာဗောအဲ့လိုမျိုးမေးချင်တဲ့လူတိုင်းကိုကျွန်တော်တခွန်းပဲဖြေချင်တာကိုကဖုန်းဝယ်ထားတာတိတ်မကြသေးဘူးဒီတစ်နှစ်နဲ့နှစ်နှစ်လောက်အတွင်းမှာရှိတဲ့ model ဝယ်ထားရလို့ဆိုရင်တင်လာတင်လိုက်ပါလို့ပြောချင်တယ်ဟိုးအဝေးကြီးရောက model တွေဆိုရင်တော့ user group တွေထဲမှာတစ်ချက်စနီးနာကြည့်ပြီးတော့မှ error ပါကြုံရလဲ ိုစိုးစိုးဝါကြုံကြရတာများလားအဲ့လိုမျိုးတွေတစ်ချက်မေးပြီးတော့မှတင်ပေါ့နော်ဒါပေမဲ့ဒီ up to date ဖြစ်တဲ့ဝယ်ထားတာထွက်ထားတာမကြသေးတဲ့ဖုန်းတွေဆိုရင်တော့တင်လာတင်လိုက်ဘာလို့လဲဆိုတော့ overall ဘယ်လိုပဲဖြစ်ပိုကောင်းတယ် HyperOS 3မှာကျွန်တော် personally သဘောကျတာ MacBook တို့ဘာလို့လဲဒီ Xiaomi Redmi phone ကိုချိတ်ပြီးတော့တခါလေ iPhone နဲ့ ecosystem ဝင်တယ်လို့မျိုးဝင်လို့ရတယ်အဲ့ဒီကတော့ကျန်းတယ်ပေါ့နော်ကျွန်တော်မျှော်နေရအဲ့ဒါဒါပေမဲ့ဘာပဲဖြစ်ဖြစ် Dynamic Island လို့ပြော Hyper Island တွေပါလာတာတို့ Liquid Glass ပုံစံတွေဖြစ်လာတာတို့ကတော့ overall ် iOS 3.5နဲ့တော်တော်လေးကိုတူလာတယ်အဲအဲ့ဒါတော့ကျွန်တော်မကြိုက်တဲ့ချက်ပေါ့နော်ဒါပေမဲ့ကြိုက်တဲ့လူတွေအတွက်ကတော့လေဒါ plus point ဖြစ်နိုင်တယ်ခင်ဗျားတို့တော့မသိဘူးကျွန်တော်တို့ဆီကကိုအောင်တန်းတော့ဖုန်းလဲတော့မစိဖြစ်နေပြီ iPhone ကြီးနဲ့တူလာလို့တဲ့နောက်ထပ်မျိုးက10သိန်းနဲ့15သိန်းကြားမှာကင်မရာနဲ့ display ကောင်းတာသူလိုချင်တယ်ပေါ့နော်ဂိမ်းကတနည်းကိုတနိုင်လောက်ဆော့မယ်ဘက်ထရီခံတာလေးလည်းလိုချင်တယ်ပြောပြပေးပါအဲ့ဒါဆိုရင်တော့ရှင်းတယ် တကယ်လို့ brand new အသက်ရှိသေးရတယ်ဆိုလို့ရှိရင် K80 Pro ရှာဝယ်လိုက်ပါတော့ K80 Pro မရဘူးဆိုရင်တော့နည်းနည်းလေး sacrifice လုပ်ရမှာပါလေဆိုတော့ K80 Ultra ဝယ်ဒါပေမဲ့ तू က main camera ကတော့ကောင်းတယ် selfie camera ကတော့ Ultra wide တော့အဲ့လောက်မကောင်းဆိုတော့အဲ့တော့ကိုကလက်ခံနိုင်တယ်ဆိုရင်တော့ K80 Ultra ကိုဒုတိယဦးစားပေးဝယ်နောက်တစ်မျိုးကတော့ foldable phone ဝယ်ခြင်းလို့30 40လောက်သုံးမယ် ကင်မရာကောင်းတဲ့ထဲကလိုချင်ပါတယ်။ second ထဲကဆိုလည်းရတယ်ညှိုးပေးပါအောင်နဲ့အဲ့ဒါဆိုရင်တော့လေကျွန်တော်နှစ်ခုဖြည့်ပေးချင်တယ်ပေါ့နော်။ကိုက foldable phone သုံးတယ်ဆိုတဲ့နေရာမှာဖုန်းကိုဖွင့်ယုံပိတ်ယုံအဲ့လိုခောက်ယုံပဲဆိုလို့ရှိရင်တော့မပြောတတ်ဘူး။အဲ့ဒါဆိုရင်တော့ဒီအခုနောက်ပိုင်းတရုတ်ခောက်ဖုန်းလေးဟိုမှာ Oppo တို့ Vivo တို့အဲအဲ့လိုကောင်းနေတဲ့ foldable phone တွေကိုကိုယ် budget နဲ့မှီတဲ့ဟာကိုဝယ်လိုက်လို့ရတယ်။ second လည်းရတယ်လို့ပြောတာဖြစ်တဲ့အတွက်ပို့ပြီးတော့ ို model မြင်းနဲ့ကောင်ဝယ်လို့ရပြီဗျတနှစ်လောက်နောက်ကျရဆိုတာဒါပြဿနာသိမ့်မရှိဘူးစိတ်ချရတဲ့ second hand fantasy ကတော့ဝယ်ပေါ့နော်ဒါအဖြေတစ်ခုနောက်ထပ်အဖြေတစ်ခုကကိုက foldable phone ဝယ်တာဟုတ်တယ်ကင်မရာကောင်းကျင်တာတော့မှန်တယ်ဒါပေမဲ့တကယ်တမ်းကျွန်တော်တို့အဲ့လိုမျိုးခေါက်ဖုန်းတွေဝယ်ရဆိုတဲ့အခါမှာအဲ့လိုခောက်ယုံဖွင့်ယုံပိတ်ယုံထက်ဆိုင်အဲ့ဒီ foldable သုံးရတဲ့ overall user experience ကောင်းဖို့ဒီ foldable အဲ့ခောက်လိုက်ပိတ်လိုက်လုပ်နေရတဲ့ functionality ကိုအပြည့်အဝ application တွေအကုန်လုံးမှာဟိုသိရမလားအသုံးချနိုင်ဖို့ဆိုတာ သူ့ရဲ့ဟို OS ပေါ့နော်အဲ့ဖုန်း OS နဲ့လည်းဆိုင်ရွားတယ်အဲ့အပိုင်းမှာကျတော့ Samsung ရဲ့ခေါင်းဖုန်းတွေကိုသွားဝယ်မှအကောင်းဆုံးအနေထားတစ်ခုရမယ်ဆိုတော့အဲဒါကတော့ဒုတိယအဖြစ်ပေါ့နော်ကျွန်တော်ပြောချင်တာကကိုကလုံးဝကင်မရာမှကင်မရာပဲကင်မရာကောင်းဖို့ကကိုယ့်အတွက်လုံးဝနံပါတ်1ပဲဆိုတော့ရှင်းတယ် foldable ဖုန်းတွေမှာဥမာကင်မရာဆန်ဆာအကြီးကြီးရသမျှထည့်ထားတဲ့တရုပ် foldable ဖုန်းတွေကိုကိုယ့် budget နဲ့မှီတာကိုပိုကြိုက်တာတော့ဝယ်လိုက်ဗျာဟို vivo တွေကပဲဝယ်ဝယ် oppo တွေကပဲဝယ်ဝယ်ဒီကောင်တွေက foldable phone မှာမခန့်စွာနဲ့အဲ့လိုကင်မရာစင်ဆာအကြီးကြီးတွေအဲ့လိုထည့်ထားတယ်တခြား Huawei တို့ဘာလို့လဲအဲ့လိုပဲပေါ့နော် Honor တို့ဘာလို့လဲကိုယ့်အကူတစ်ချက်လိုက်ကြည့်ကြည့်လိုက်ဘာလို့ကျွန်တော်အဲ့လိုပြောလဲဆိုတော့အဲ့လိုမျိုးဈေးကြီးွားတဲ့ model မြင့်ွားတဲ့ luxury flagship phone တွေကကြတော့သူကလည်းသူတမျိုးစီကောင်းကြတယ်ဒါကကြောင့်ကျွန်တော်ကဒီ phone ကြီးကိုဝယ်လိုက်ပါလို့ပြောတာတက်ဆိုင် personal preference နဲ့ကို bias ဖြစ်တာကိုပိုရွေးလိုက်တာကိုပိုပြောလိုက်မယ်ဒါပေမဲ့ခုနဒုတိယအဖြစ်ရတော့ကိုက allrounder အကောင်းဆုံး foldable phone လို့ကျင်တယ်ဆိုတော့ကျွန်တော်တို့ foldable လောကမှာဆရာကြီးဖြစ်တဲ့ Samsung phone တွေကိုပဲဝယ်ရမှာပေါ့နော်နောက်တစ်မျိုးက KD Ultra ကိုဘယ်မှာဈေးသက်သာဆုံးလဲတဲ့တိရဘယ်လိုပြောပြပါတဲ့အခုကျွန်တော်ဗီဒီယိုရိုက်နေတဲ့အချိန်မှာတော့သူက12သိန်းကျော်နဲ့ကျော် mobile volume မြိုင်မှာရတယ်လို့ခုနကကျွန်တော်တို့ live မှာလာမန့်လာရှိရဲတချို့နေရာတွေမှာတော့73သိန်းဝန်းကျင်ပေါ့ဒါပေမဲ့ဒီဗီဒီယိုတင်တဲ့အချိန်မှာအဲ့ထပ်ပို့ပြီးတော့ဈေးနည်းနည်းကျသွားပဲဖြစ်ဖြစ်ဒါမှမဟုတ်အကြောင်းအကျောင်းနဲ့ ်တယ်မလားဈေးပြန်တက်သွားရလဲဖြစ်ဖြစ်ဖြစ်နိုင်တယ်ဆိုတော့အတိအကျတော့ကျွန်တော်လည်းအားမမခံနိုင်ပါဘူးဒီမိန်းကုန်းလေးကိုလည်းသိကျင်တဲ့လူတွေများမယ် Redmi Note 15 Pro Plus နဲ့ Vivo V50 Redmi Note 15 Pro Plus ရဲ့ဈေးနှုန်းတူစကန်မှာတဲ့ကင်မရာဘိုင်းကိုမရှင်ပဲတခြားဘိုင်းတွေနှိုင်းရှင်၄၅နှစ်လောက်သုံးဖို့အတွက်ဩဆိုရင်ဘာရွေးတင်လဲတဲ့ Mobile Legend နဲ့ PUBG နည်းနည်းတော့ဆော့ပြင်မယ်ခဏခဏလွတ်ကျတက်တော့ V50 ဆိုရင်ကာဗာတက်သုံးရင်အဆင်ပြေနိုင်လားတဲ့အဲ့တော့နောက်ဆုံးကနေစပြောအောင်ဆိုရင်ခဏခဏလွတ်ကျတက်တဲ့ကာဗာတက်သုံးမယ်ဆိုရင် V50 လည်းအဆင်ပြေပါတယ်ဒါပေမဲ့ overall အနေနဲ့ဆိုရင်တော့ Note 15 Pro Plus ကသူတို့14 Pro Plus kit ကလေးကတအားကြီးကိုအကျန်းခံအောင်လုပ်ထားတယ်ဆိုရဲဟာရရှိတော့ logically တော့အဲ့ Redmi Note 15 Pro Plus ကနည်းနည်းပူမာမယ်လို့တော့ပြောနိုင်တယ်ဒါပေမဲ့ကာဗာတက်သုံးမယ်ဆိုရင်တော့ V50 လည်းအဲ့လောက်ကြီးတော့မစိုးတော့ဘူးเนาะနောက်ဖုန်းတော့ IP68 69နေရောဆိုတော့တော်တော်လေး strong ဖြစ်တဲ့နည်းနည်းဒူဝေးတန်ဝေးခံတဲ့ဆွဲဘက်ကိုရောက်တယ်။နောက်ဖုန်းလုံးက Mobile Legend လောက်ဆော့မယ်ဆိုတော့ AC ပဲ။ဒါပေမဲ့ PUBG ဆိုရင်တော့ကိုက setting တွေပါ short ဆော့ဖို့လို fan cooling fan အစ်စံတွေတခုတက်ဆော့ဖို့လို့တော့ကျွန်တော် recommend လုပ်ချင်တယ်။ तू က မေးထားတဲ့လူကကင်မရာပိုင်းလည်းမရှင်ဘူးဆိုတော့နောက်ဆုံး conclusion answer ကတော့ကိုလူပို့ကြိုက်တဲ့ phone ဝယ်ပါဆွဲဘက်ကိုပို့ရောက်သွားတယ်ပေါ့နော်။ဘာလို့အဲ့လိုပြောရလဲဆိုတော့ Redmi Note 15 Pro Plus က overall zone shot တွေမှာ quality တခုတည်းကောင်းကနည်းနည်းပိုတာလိမ့်မယ်။အဲ့တော့ကင်မရာပိုင်းမှာထည့်ရှင်မယ်ဆိုရင်တော့ရှင်းတယ် Note 15 Pro Plus ကိုကိုယ်ကဆုံးနေပါရိုက်တဲ့လူဆိုရင်ပို့ရွေးရလိမ့်မယ်။ဒါပေမဲ့ Vivo V50 ကကျတော့အားပါချက်ကလူပုံရိုက်တာမျိုးတွေမှာသူ့ရဲ့ side color နဲ့လူ skin ကို fair ဖြစ်အောင်လုပ်တာတွေက ဒီ Redmi Note series ကောင်းတဲ့အထက်ပို့ပြီးတော့ premium ဖြစ်တယ်။နည်းလေးပို့ပြီးတော့ aesthetic ပေါ့နော်လူအများစုမြင်လာတဲ့တန်းပြီးတော့ပို့လှတယ်ဆိုတာမျိုးအဲ့လို vibe ပို့ပို့သွားလိမ့်မယ်။ဈေးအပြင်းဆိုလို့ရှိရင်လည်းဟိုကောင်က second ဆိုရင်တော့မပြောတတ်ဘူးပေါ့နော်။ဒါပေမဲ့စထွက်ထွက်ချင်း brand new ဈေးချင်းရှင် Vivo V50 ကပို့မြင့်တယ်ပေါ့။နောက်ဆုံးမိကုန်းအနေနဲ့ Redmi K80 Ultra နဲ့ K90 Pro Max ဒီဖုန်းနှလုံးကဘယ်ဖုန်းကဘယ်လိုလိုအတွက်ဖြစ်မလဲပေါ့။90 Pro Max လေးရှာတော့ ဒီကောင်းတော့ရှင်းတယ် latest and greatest ဝယ်ခြင်းတယ်တင်မှာ budget ကကိုတက်ဘာမှမမှုနေဘူးဆိုရင်လူကတော့ဒီဖုန်းကိုဝယ်ပေါ့နော်ဘာလို့ဒီဖုန်းကနည်းနည်းလေးမဲတာတယ်လို့ဖြစ်သွားလဲဆိုရင်နောက်ထပ်မလို့ဆိုတာထက်ဆိုင် तू က periscope zone line ကိုတော်တော်လေး upgrade လုပ်လိုက်တယ်ပြောနေတာကျွန်တော်ဒီ Xiaomi 14 Pro တောင်မှ telephoto ပဲပါနေတဲ့အနေအထားကိုဒီကောင်က periscope တော်တော်လေး quality တစ်ခုရှိတယ်။ကျွန်တော်တို့သုံးသပ်ကြည့်ရသလားသူ့မှာသုံးထားတဲ့ periscope sensor က ပို့ပြီးတော့ CVA အရာရောလိုင်းနက်အရာရောပုံမြင့်တဲ့ Xiaomi 15T Pro က periscope ကြီးတုံးထားသလားလို့ထင်ရတယ် quality တော်တော်ကြီးကိုကောင်းတယ်ဗျာဒီကောင်အစတရာအထိကိုဇုံးဆွဲရိုက်လို့ရတယ်ရိုက်လို့ရတာမထူးဆန်းဘူးဒါပေမဲ့ quality ကထပ်ပြီးတော့ကောင်းနေသေးတာဘယ်လိုပြောမလဲအစ60အစ80နောက်ဆုံး100နားအထိရိုက်လိုက်မယ်ဆိုရင်တော့မသူ့ရဲ့ overall ပေါ့နော် process လုပ်ပြီးွားတဲ့ပုံက တော်တော်လေးကိုဒီဒီကြံတယ်တော်တော်လေးကိုမှန်တဲ့ true to life ဘက်ကိုတော်တော်ရောက်တယ်ဒါကဒီလိုမျိုး flash ကေလာဈေးနဲ့ရတဲ့ true flash ဈေးမဟုတ်တဲ့ဖုန်းတစ်လုံးနေနေဆိုရင်ကြောက်ဖို့တော့ကောင်းတယ်အော်ချရတယ်ဗောနော်ဒါကဒီဖုန်းရဲ့အားသာချက်ဒါပေမဲ့ K80 Ultra လည်းသွား short တွက်လို့မရအောင်နံပါတ်1အခုချိန်မှာဒီကောင်ဈေးတော်တော်တန်နေပြီ73သိန်းဝန်းကျင်တချို့ဆိုင်တွေဆိုအဲ့ထက်တောင်တက်တာပြီးရတယ်ဆိုတာဒီဖုန်းထက်ကိုတော်တော်ကြီးကိုတန်နေပြီး ပြီးတော့ GDR ဆိုတာစလာခဲ့ရသူ့ရဲ့ vibration haptic တော်တော်ကောင်းလို့လည်း Android phone တလုံးပေါ်မှာအကြီးဆုံးဆန်စာ vibration motor သုံးထားပါတယ်ဆိုပြီးတော့သူတို့ပြောခဲ့တယ်တကယ်လဲဒီကောင်က Xiaomi ရဲ့ flagship phone တွေရောတခြားနောက်ပိုင်းထွက်ဒီ Android flagship phone တွေထက်ကိုတော်တော် strong ဖြစ်လွန်နေဗျာနောက်တစ်ခု speaker quality KD Ultra ဒီကောင်လိုမျိုးစောင်းပိုင်း Bose ပါညာမပါပေမဲ့ overall loudness တွေ clarity တွေအဓိကအတန်အရန်ကျယ်ပြီးတော့အက်ကွဲသွားတာလည်းမဟုတ်တဲ့ တော်တော်လေးလက်ကြည်တဲ့သူ့ရဲ့ overall audio system ကလည်းတော်တော်ကောင်းလွန်းတယ်။ဆိုတော့ကျန်တဲ့ဒီ performance ကောင်းတာတွေ battery life တော်တော်ခံတာတွေကပြောနေစရာမလိုပြီးတော့ display တွေဘာတွေကလည်းလုံးဝတင်မလားဘေးပေါင်လေးလည်းပပလေးဗျာနောက်တစ်ခုဒီ K90 Pro Max မှာပြောစရာရှိတာကသူကဒီ sound mic boost ဖြစ်သွားတဲ့အတွက်အထက်မှာ subwoofer လည်းပါလာတယ်နည်းနည်းလေးအတန်ထွက်ပိုင်းကိုကျူးလင်းလုပ်လို့ရတဲ့ functionality လေးတွေပါလာတယ်အဓိကကတော့ base အတန်ထွက်မှာနည်းနည်းပို deep ဖြစ်သွားတယ်ပို strong ဖြစ်သွားတယ်ဗောနော် ဒါပေမဲ့အဲ့လိုပြောလို့ဆိုပြီးတော့ K80 Ultra ထက်နှစ်ပြန်တော့တာဝါလာဆိုတော့လည်းမဟုတ်ဘူးတမျိုးစီနည်းနည်းကောင်းတယ်ဆိုပြီးပုံစံဘက်ကိုရောက်သွားတယ်ဒီ90 Pro Max မှာဆက်လာခဲ့ရတဲ့နည်းနည်းအားမလို့အားမြတ်ဖြစ်စရာတော့သူ့ရဲ့ Snapdragon 8 Elite Gen 5ကအရင်နှစ်ပေါ့နော် 8E လေးနဲ့ပဲရှင်းရှင်းခုန K80 Ultra မှာသုံးထားတဲ့ Dimensity Flagship Chip နဲ့ပဲရှင်းရှင်းနည်းနည်းလေးပူနွေးလွယ်တဲ့ဘက်ကိုရောက်တယ်တိလားဟိုကင်မရာလေးရိုက်နောက်သူရဲ့ဒီ speaker ကြီးအတန်အကျယ်ကြီးဖွင့်နေမှာဆိုတော့မှဒီ frame တွေမှာပူတက်လာတယ်ပေါ့နော်ဆိုတော့အဲ့လိုလေးတွေတော့ရှိတယ် နောက်ဘက်မှာ software update နဲ့တို့လည်းနည်းနည်းလေး optimize ပို့လုပ်ပေးလာရင်တော့မပြောတတ်ပေမဲ့အဲ့ဒါကျွန်တော်တို့လည်းအာမမခံနိုင်ဘူးပေါ့နော်အဲ့လိုအပိုင်းတွေပါထည့်စဉ်းစားမှဆို K80 Ultra တော့မှစလာခဲ့ရအခုချိန်မှာဘလိုအနေနဲ့ပို့မိုက်နေပြီတော့ပြောလို့ရတယ်ဒါပေမဲ့တကယ်တမ်းဖုန်းနှလုံးကိုဒဲရှင်နေတော့ရှင်းပါတယ် K90 Pro Max ကတော့အဲကင်မရာကြီးရဲ့ထက်တာဝါတာက K80 Ultra ထက်ကိုဘယ်လိုပဲဖြစ်ဖြစ် upgrade လုပ်မယ်ဆိုရင်တော့မှလုပ်လို့ရတဲ့ option တစ်ခုဖြစ်သွားတယ်ဘာလဲဆိုတော့အရင်နှစ်ကဆိုရင် K80 Ultra ဘလောက်ပဲကျန်တာရေဘလို့ high နေလေသူ့ရဲ့ကင်မရာက main camera လွဲလို့ရှိရင်ကျန်တဲ့ ultra wide တို့အထူးသဖြင့် selfie shot တို့မှာ တော်တော်လေးကိုကင်မရာမကောင်းဘူးဗျာမကောင်းတာတွေမှာကင်မရာကောင်းတော့ကြိုက်တဲ့လူတွေအတွက်ဆိုရင်ဒါမကောင်းဘူးပေါ့ K80 Pro ကသူ့ထက်အများကြီးပိုကောင်းတယ်အခုဒီ K90 Pro Max ကအဲ့ဒီထက်ကိုထပ်ပြီးတော့အများကြီးထပ်ကောင်းသွားတယ်ဆိုတော့ပြောမှဆိုရင် Xiaomi ရဲ့အရင် base model ကောင်းနေတဲ့ဒီလိုမျိုး K series Pro တွေ Ultra တွေဘယ်ကောင်ဝယ်ရမလဲဆိုရင်လူတွေအများကြီးဒီလိုမျိုးမတိမ်မြင့်ဈေးဆိုတော့ဝေခွဲများဖြစ်ခဲ့ရတဲ့အချိန်မှာ ဒီ K90 Pro Max ထွက်လာပြီးနောက်ပိုင်းမှာ K90 Pro Max ကိုပဲတန်းပြီးတော့ပုံညှိုးလို့ရသွားတယ်ဗျာဒီလား base model Xiaomi flagship ကိုတောင်မှကိုကမဖြစ်မနေအဲ့ niche ကိုသွားခြင်းတဲ့လူမဟုတ်ဘူးဆိုရင်ဝယ်မနေနဲ့တော့ဆိုတဲ့ပုံစံဘက်ကိုပိုရောက်သွားတယ်ပြောရရင်သူ့ဖုန်းအချင်းချင်းအောင်သူပြန်ပြီးတော့ကေးလာတဲ့သဘောပဲဆိုတော့အခုကြည့်နေတဲ့မိတ်ဆွေတွေထဲမှာတော့ဒီလိုမျိုး tech နဲ့ပတ်သက်ပြီးတော့ဖုန်းတွေနီးပညာတွေနောက် laptop တွေစသဖြင့်ပေါ့နော်တော်တော်များများကိုသိကြနေတယ်ရှိလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီလိုမျိုး my tech မြန်မာဗီဒီယိုတွေအောက်မှာလွတ်လွတ်လပ်လပ်ဝင်မှန်းခဲ့လို့ရပါတယ်အဲ့လိုပဲကျွန်တော်တို့ကိုစား သူများတွေရဲ့မိကုံးတွေကိုပေါ့နော်စေတနာနဲ့ပြန်ဖြေပေးထားတဲ့ဝင်ဖြေပေးကြတဲ့ brother တွေတယောက်ချင်းဆိုရဲကျေးဇူးများကြီးတင်ပါတယ်တကယ်လို့ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like and share လုပ်ပေးလို့ရပါတယ်ကျွန်တော်တို့ mytech မြန်မာကို Facebook ရော YouTube ရော TikTok ရောမှာ follow လုပ်ထားကြလို့ရတယ်ပေါ့နော်ဒီလိုမျိုးနှီးပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဗီဒီယိုဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ဖုန်းကျော်သူပါနောက်ဗီဒီယိုမှာပြန်တွေ့မယ်